မင်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေဒီနေ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပြပါမယ်မန္တလေးအိုးဘူးအချင်းတောင်မှာအမျိုးသားအစောင်းကို drone ဘုံ၃လုံးကျောက်ပောက်ကွဲမှုကြောင့်နိုင်ငံရေးအချင်းသား9ဦးပွဲချင်းပြီးတိုက်ဆုံခဲ့ရပြီးစစ်ကောင်စီကတော့ဒီကိစ္စကိုညှင်းဆို့ထားတယ်ဆိုပါတယ် ဒင်းတိုင်းတိုင်းကပလမြို့ကိုစစ်ကြောင်းထိုးလာပြန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကတော်လန်ကြီးပူပေါင်းတပ်တွေကတလနီးပါးကြာပိတ်ဆို့တိုက်ခိုက်ချိန်မုံနေရမှာစစ်ကောင်စီတပ်သား53ဦးကတော့အတိအသီးတေကုန်ကြပြီဖြစ်တယ်လို့စစ်သားမသားအလောင်းချို့နဲ့လက်နက်ခဲရဲအချို့ကပါတင်းစီရရှိထားသေးတယ်ဆိုတဲ့သတင်းပါဝင်ဒီမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုံတင်ဆက်ပေးခြင်းတဲ့တွင်ကတော့မန္တလေးဥပုအချင်းတောင်မှာအမျိုးသားအဆောင်ကိုဒရုန်းဘုံ၃လုံးကြောက်ရောက်ပောက်ကွဲမှုကြောင့် ိုင်ငံရေးအကျဉ်းသား9ဦးပွဲချင်းပြီးတိတ်ဆုံခဲ့ရပြီးစစ်ကောင်စီကတော့ဒီကိစ္စကိုညှင်းဆို့ထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဩဂုတ်လ10ရက်နေ့မနက်7:00နာရီခွဲလောက်မှာပဲမန္တလေးအိုးဘုအကျဉ်းတောင်မှာရှိတဲ့အမျိုးသားအဆောင်၄နဲ့အဆောင်6အပေါ်ကို drone ဘုံ၃လုံးကျောက်ပောက်ခွဲခဲ့ပြီးနိုင်ငံရေးအကျဉ်းသား9ဦးပွဲချင်းပြီးတည်ဆုံခဲ့ရတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိထားတယ်လို့ဆိုပါတယ်။အဲဒီလိုဘုံကျဲမှုနဲ့ပတ်သက်ပြီး ဂျမ်ပါစစ်ကောင်စီဘက်ကတော့ညှင်းဆို့ထားတဲ့အပြင်နိုင်ငံရေးအကျဉ်းသားတွေကလည်းပါဝင်ပတ်သက်တယ်ဆိုပြီးဆွဆွဲရိုက်နှက်စစ်ဆေးမှုတွေရှိနေတယ်လို့သိရပါတယ်။အဲ့ဒီဘုံကျဲမှုပြုလုပ်ခဲ့တဲ့သူတွေကတော့နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဆက်လက်စုံစမ်းနေတယ်လို့လည်းကိုတိုက်ထွန်းကပြောထားပါတယ်။ဒီကိစ္စကိုစစ်ကောင်စီဘက်ကညှင်းဆို့နေပြီမဲ့တရှိမန္တလေးမြို့နယ်မန္တလေးအိုးဘူးအချင်းတောင်အပါဝင်မြို့နယ်အနီးတစ်ဝိုက်မြို့နယ်တွေမှာပါစစ်ကောင်စီတပ်နဲ့စစ်တပ်လက်အောက်ခံပြူစောတိအဖွဲ့တွေကသာ အဓိကထိန်းချုပ်ထားတာဖြစ်တယ်လို့လည်းသိရပါတယ်။ဘလို့ပဲဖြစ်ဖြစ်အကျဉ်းတောင်တွေတဲမှာမတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေဟာစည်ရေးပြတ်မှတ်မဟုတ်တလို့ဘယ်အဖွဲ့စည်းကပဲလှုပ်လှုပ်ဒါဟာလုံးဝလက်ခံနိုင်စရာမရှိတလို့နိုင်ငံရေးအကျဉ်းသားတွေဟာသက်ရှင်သန်ပိုင်ခွင့်အပြည့်အဝရရှိရမယ့်သူတွေဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားတွေရဲ့အသက်အန္တရာယ်ကိုထိပါလာနေတဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုလည်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကအပြင်းအထန်ကန့်ကွက်တယ်လို့လည်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျ။ တစ်ဖက်မှာတော့တနင်္သာရီတိုင်းပလောမြို့နယ်ကပလမြို့ကိုစစ်ကြောင်းထိုးလာပြန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုဒေါ်လန်ရီပူပေါင်းတပ်တွေကတလနီးပါးကြာပိတ်ဆို့တိုက်ခိုက်ချင်းမုံနေရမှာစစ်ကောင်စီတပ်သား53ဦးကတော့အသီးသီးတိတ်ကုန်ကြပြီဖြစ်တယ်လို့စစ်သားမသားအလောင်းတချို့နဲ့လက်နက်ခဲယံအချို့ကိုပါတင်စီရရှိထားသေးတယ်လို့ဘိတ်ခိုင်ပီဒီအမှတ်1တရင်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ် လက်ရှိရန်ကုန်ခေတ်တကရရှိထားတဲ့ဓာတ်ပုံလူတွေမှာလေတိုက်ပွဲအတွင်းအတုံယုံသိနေကြတဲ့စစ်ကောင်စီတပ်သားမသားအလောင်းပုံတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့ဇူလိုင်လ24ရက်နေ့ကစပြီးဒင်းသာရီတိုင်းပလောမြို့နယ်ကပလမြို့ကိုစစ်ကြောင်းထိုးလာပြန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကတံပြန်ထိုးစစ်အနေနဲ့တလနီးပါးကြပိတ်ဆို့တိုက်ခိုက်ချေမှုန်းနေရမှာစစ်ကောင်စီဘက်ကတော်တော်ကိုအထိနာသွားကြတယ်ဆိုပါတယ် အဲ့ဒီတိုက်ပွဲတွေဟာပလာမျိုးအနီးတစ်ဝိုက်မှာဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူတွေပေးရတဲ့အပြင်စစ်သင်းမောတွေကနေပါပစ်ကူပေးရတဲ့အခြေအနေတွေဖြစ်ခဲ့တယ်လို့လည်းဆိုပါတယ်။လက်ရှိတလနီးပါးကြတိုက်ပွဲတွေအတွင်းမှာပဲစရင်ပြုစုထားချက်အရစစ်ကောင်စီတပ်သား53ဦးကတော့အတိအသင့်တိုက်ကုန်ကြပြီးဖြစ်တယ်လို့ဒဏ်ရာရတဲ့သူတွေလည်းအယောက်60ကျော်အထိရှိထားပြီးတိုက်ပွဲဖြစ်ပွားရာနေရာတချို့ကနေစစ်သားမတအလောင်းတွေနဲ့လက်နက်ကင်းရဲ့အချို့ကိုပါတော်လိုင်းတပ်တွေကတင်းစီရရှိထားသေးတယ်လို့ ဘေခရိုင် PDF အမှတ်1တရင်ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်လက်ရှိမှာတော့အဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းလဲပြန်ဆုတ်သွားပြီဖြစ်တာကြောင့်တိုက်ပွဲတွေမရှိတော့တဲ့အတွက်ဒေါ်လန်ဤတပ်တွေကအမှတ်1ပြည်တော်စုလမ်းမကြီးဘိတ်ပလောလမ်းပိုင်းကို ပြန်ဖွင့်ပေးလိုက်ပါပြီလို့လဲဘေခရိုင် PDF အမှတ်1တရင်ရဲ့တာဝန်ရှိသူကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းကအချက်ဖက်စစ်ကောင်စီရဲ့ပခုတ်ကူတပ်မ101ကနေမြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်အတွင်းကို လာနဲ့ချီထွက်လာတဲ့စစ်တပ်စစ်ကြောင်းတွေကိုတော်လိုင်းပူပေါင်းတပ်တွေကနေရာပေါင်းစုံကနေတိုက်ခိုက်ချင်းမုန်းနေရမှာ လေးလအတွင်းမှာတဲ့စစ်ကောင်စီဘက်ကအင်အား300ဝန်းကျင်ကတော့အသီးသီးတိုက်ကုန်ကြပြီဖြစ်တယ်လို့အလင်းဝင်လာတဲ့စစ်သားအယောက်100ကျော်ကလည်းစစ်ကောင်စီကိုပြန်တိုက်မယ်ဆိုပြီးပြောထားသေးတယ်လို့မြန်ပကဖကထုတ်ပြန်ထားပါတယ်။ဒါကတော့မေလ29ရက်နေ့ကစပြီးပခုတ်ကူမြို့ကချက်ဖတ်စစ်ကောင်စီရဲ့တပ်မ101ကနေမြန်မြို့နယ်နဲ့ပေါ့မြို့နယ်အတွင်းကိုလာနေချီထွက်လာတဲ့စစ်တပ်စစ်ကြောင်းတွေကို ဒေါ်လာရေးပူပေါင်းတက်တွေကစစ်ကြောင်းတွားရလမ်းတစ်လျှောက်လိုက်လံတိုက်ခိုက်ချိန်မုန်းနေရမှာတိုက်ပွဲတွေဇက်တိုက်ကိုဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်မေလကနေအခုအောက်လအတိ၄လတာအတွင်းပါတယ်အဲ့ဒီစစ်တပ်စစ်ကြောင်းတွေကအင်အားအယောက်300ဝန်းကျင်ကအသီးသီးတိတ်ကုန်ကြပြီဖြစ်တယ်လို့ခရိုင်မှုနဲ့ဗိုလ်မှုဆိုတဲ့သူတွေကပါဒေါ်လာရေးတက်တွေကဖမ်းဆီးရမိထားသေးတယ်လို့မြန်ပကဖားရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်တစ်ဖက်မှာလေဒေါ်လာရေးတက်တွေစီကိုအလင်းဝင်ရောက်ထားတဲ့စစ်ကောင်စီတပ်သားစုစုပေါင်းအယောက်100ကျော်ဟာလဲ စစ်တပ်ကိုပြန်လဲတိုက်ခိုက်မယ်ဆိုပြီးပြောထားတဲ့အပြင်အဲ့ဒီစစ်သားတွေကိုတော့ဒေါ်လာရေးတပ်တွေကသူတို့ရဲ့ငကိုမူလပဂတိစိတ်ထားကိုပြုပြင်ပေးတာတွေတဲ့မှတ်ပေးတာတွေလူတို့ဘ ਹੁ ပြုတဲ့စိတ်ထားကိုမွေးမြူဆောင်ရွက်တတ်အောင်စီယုံတိမ်သွင်းပေးတာတွေလှုပ်ဆောင်ပေးနေတဲ့အပြင် PDF view ဟာတရင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းမှုလုပ်နိုင်အောင်လဲအနီးကပြန်လဲလေ့ကျင့်သင်ကြားပေးတာတွေလုပ်နေပါတယ်လို့မြန်ပကဖရဲ့ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်ခင်ဗျတစ်ဖက်မှာတော့ ကြမ်းဖက်စစ်ကောင်စီကအတင်းအဓမ္မစစ်မှုထမ်းစုဆောင်မှုတွေမှာသူတို့စစ်တပ်ဘက်ကစစ်မှုထမ်းဟောင်းတွေရဲ့မိသားစုဝင်တွေပါပါဝင်လာတယ်လို့ပေါ်တာဆွဲခံရသူရဲ့စစ်မှုထမ်းဟောင်းမိသားစုကိုယ်တိုင်လူမှုကွန်ရက်ကနေမျှဝေထားပါတယ်။ဒါကတော့လက်ရှိနိုင်ငံတော်မှာစစ်ကောင်စီတပ်ကလူငယ်တွေကိုနှီးပေါင်းစုံနဲ့ပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုထမ်းတပ်သားတွေအဖြစ်စုဆောင်နေရမှာဩဂလ9ရက်နေ့ကဆိုရင်ရန်ကုန်မြို့ကမြောက်ကလပ်မြို့နယ်နေစစ်မှုထမ်းဟောင်းရဲ့တားဖြစ်သူမောင်ထွန်းအောင်လွင်ဆိုတဲ့လူငယ်ဟာ နေအင်ကိုပြန်ရောက်မလာပဲစစ်မှုထမ်းတပ်သားတွေအဖြစ်ပေါ်တာဆွဲခံလိုက်ရပြီးဩဂလ13ရက်နေ့မှာရှမ်းပြည်နယ်ကဟိုပုံးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုရောက်နေပြီးတော့အဲဒီကမှတစဉ်စစ်ကောင်စီရဲ့ဘာဒူးတက်တဲ့အပုတ်ခံရတဲ့အကြောင်းကိုအဲ့ဒီလူငယ်ကိုယ်တိုင်မိသားစုတွေစီဖုန်းဆက်အကြောင်းကြားလာတယ်ဆိုပါတယ်အဲ့ဒီလို့ မောင်ထောင်းအောင်လင်းဆိုတဲ့လူငယ်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့အချိန်မှာလေလက်တီးနဲ့ထိုးကျိတ်ခေါ်သွားခံရတဲ့အကြောင်းကိုပါလူငယ်ကဖုန်းဆက်ပြောတဲ့အချိန်ပြောပြထားသေးတယ်လို့သူ့ရဲ့မိသားစုကလူမှုကွန်ရက်ကနေမျှဝေထားပါတယ်။အဲဒီလိုစကောက်စီတပ်ကစစ်မှုထမ်းဖို့အတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးသွားတဲ့ရန်ကုန်မြို့မြောက်ကလပ်မြို့နယ်နေမောင်ထောင်းအောင်လင်းဆိုတဲ့လူငယ်ရဲ့ဖခင်ဖြစ်သူဟာစစ်တပ်ကအငိမ့်စားစစ်မှုထမ်းဟောင်းဥဝိုင်းမော်ချစ်ဆိုသူဖြစ်ပြီးသူ့ရဲ့သားဖြစ်သူကို အခုလိုရန်ကုန်ကနေရှမ်းပြည်နယ်ဟိုပုံမြို့အထိထိုးချိတ်ပြီးတော့မှစစ်မှုထမ်းမှုလူသစ်စုဆောင်းသွားတဲ့ကိစ္စဟာတဘောရုံမဟုတ်တဲ့အတွက်အမှန်တိုင်းသိရအောင်ဆောင်ရွက်သွားမယ်ဆိုပြီးတော့ပါလူငယ်ရဲ့ဖခင်ဖြစ်သူစစ်မှုတမ်းဟောင်းဦးဝိုင်းမော်ချစ်ကပြောထားတာကိုလေမိသားစုကလူမှုကွန်ရက်ကနေတဆင့်ဖော်ပြထားပါတယ်ခင်ဗျတဖက်မှာလေ ။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာအကြံဖတ်စကောင်းစီတက်ကအသက်20အရွယ်စောအဲထူးဆိုးဆိုတဲ့လူငယ်ကိုဖမ်းဆီးပြီးတော့ငွေကျပ်300ပေးမှပြန်လွတ်ပေးမယ်ဆိုပြီးမတရားငွေညှဉ်းတောင်းရန်ခဲ့တယ်လို့ KNU ဘဟုကသတင်းထုတ်ပြန်ထားပါတယ်။ဖြစ်စဉ်ကတော့အော်ဂလာစနီယန်နေမွန်လဲပိုင်းကပဲပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကတုံးတရာဂျေးရွာနေအသက်20အရွယ်စောအဲထူးဆိုးဆိုသူလူငယ်ဟာပိန်းစလုတ်ယထာလန်ကုန်းအနီးစစ်တပ်ရဲ့ဖုံးကြီးကြောင်ဂိတ်မှာဖမ်းဆီးခံလိုက်ရတယ်ဆိုပါတယ်။အဲဒီနောက် စစ်ကောင်စီတပ်ကအဲ့ဒီလူငယ်ကိုပြန်လွတ်ပေးစေခြင်းရင်သူတို့စစ်တပ်ကငွေကျပ်300ပေးရမယ်ဆိုပြီးမတရားငွေညှစ်တောင်းရန်ခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာအသက်20အရွယ်မောင်စောအထုဆိုးဆိုသူလူငယ်ရဲ့တတ်ဆိုင်သူတွေကစစ်တပ်ကတောင်းတဲ့ငွေကိုမရမကလိုက်လံရှာဖွေပြီးအဲ့ဒီစစ်သားတွေကိုပေးလိုက်တော့မှဖမ်းဆီးထားတဲ့လူငယ်ကိုပြန်လွတ်ပေးခဲ့တယ်လို့လဲ KNU ကထုတ်ပြန်ထားပါတယ်လက်ရှိအကြမ်းဖက်စစ်ကောင်စီတပ်ဟာ အခုလိုပဲနိုင်ငံတော်ကသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာလူငယ်တွေကိုနှီးပေါင်းစုံနဲ့ပေါ်တာဆွဲဖမ်းဆီးငွေညှစ်တောင်းရန်တာတွေလုပ်နေပြီသူတို့တောင်းတဲ့ငွေကိုမပေးနိုင်တဲ့လူငယ်တွေကိုဆိုရင်စစ်မှုထမ်းတပ်သားတွေအပြစ်လူသစ်စုဆောင်းပြီးစစ်တပ်ထဲကိုတကားတည်းပို့လိုက်တဲ့ဖြစ်စဉ်တွေဟာလေဒုနဲ့ဒေးကိုပစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေကအသီးသီးပြောဆိုထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့ မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့စစ်တပ်ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတွင်တွင်ပြောဆိုနေတဲ့အကြံဖတ်စစ်ကောင်စီတပ်ကပဲပေါ့နဲ့မြိုင်မြို့နယ်အစပ်မှာရှိတဲ့တောရဖုံကြီးကျောင်းကိုပါလေနဲ့လာပြီးဘုံကျဲသွားမှုကြောင့်ဖျားဆင်းမှုဒေါ်တွေတိမ်ကျောင်းတွေအပြင်ဓမ္မရုံတွေပါထိခိုက်ပျက်စီးထားပြန်တယ်လို့ TYK ပျောက်ကြားတပ်ဖွဲ့ရဲ့ရဲဘော်စောကြီးကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဩဂုတ်လ15ရက်နေ့ကပဲ ပေါင်းမြုတ်နယ်နဲ့မြိုင်မြုတ်နယ်အစမှရှိတဲ့တောရဖုံကြီးချောင်းကိုပါအကြံဖက်စစ်ကောင်စီတပ်ကဘာတိုက်ပွဲမှမဖြစ်ပဲဝိုင်တွင်းလေနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်တောရဖုံကြီးချောင်းကဖုံကြီးတွေနဲ့ကိုရင်တွေဟာအချိန်မီထွက်ပြေးတိမ်းရှောင်လိုက်နိုင်တဲ့အတွက်ထိခိုက်မှုမရှိပေမဲ့ဖျားဆင်းသူတော်တွေတိမ်ချောင်းတွေအပြင်ဓမ္မယုံတွေကတော့ထိခိုက်ပျက်စီးထားပြန်တယ်လို့ TYK ပျောက်ကြားတပ်ဖွဲ့ရဲ့ရဲဘော်စောကြီးကပြောထားပါတယ်တစ်ဖက်မှာတော့ အကျန်းဖတ်စစ်ကောင်စီတပ်ဟာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတတွင်တွင်ပြောနေပြီမယ်လက်တွေ့မှာတော့သူတို့စစ်တပ်ကပဲနိုင်ငံတော်မှာရှိတဲ့ဖျားဇေဒီတွေဘုံကြီးကျောင်းတွေအပအဝင်ဘာသာရေးအဆောက်အုံတွေကိုဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေုံနဲ့မကတန်ငါဒေါ်ဒီပါမချမ်းနှီးမျိုးစုံနဲ့တပ်ဖြတ်နေကြတာဖြစ်တယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါသေးတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ license မဲ့ karaoke bar တစ်ခုအတွင်းမွေးနေ့ပါတီကျင်းပနေတဲ့မြန်မာနိုင်ငံသား42ဦးမှာမူရဲ့စေဝါသုံးဆွဲမှုစစ်ဆေးတွေ့ရှိရတဲ့ဆိုပြီးဘန်ကောက် post သတင်းဌာနကသတင်းဖော်ပြထားပါတယ်ဖြစ်စဉ်ကတော့ဩဂုတ်လ15ရက်နေ့ညပိုင်းကပဲထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့တရားမွေး karaoke bar တစ်ခုကိုထိုင်းရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန် ဘာအတွင်းမှာမွေးနေ့ပါတီကျင်းပနေတဲ့မြန်မာနိုင်ငံသားအယောက်60ကျော်ကိုထိုင်းရဲတွေကဖမ်းဆီးရရှိခဲ့ပြီးအဲဒီတဲကမြန်မာနိုင်ငံသား42ဦးဟာမူရစေဝါသုံးဆွဲထားတာကိုစစ်စစ်တွေ့ရှိရတယ်လို့ဘန်ကောက်ပို့စ်သတင်းဌာနကဖော်ပြထားပါတယ်။အဲဒီကာရာအိုကေဘာကတော့ဘန်ကောက်မြို့တောင်းဝင်းတောင်းဟိုတယ်ဘေးမှာရှိတဲ့တရားမဝင် license မဲ့ဘာဖြစ်ပြီးအဲဒီဘာအတွင်းမှာလည်းအခန်း၃ခန်းပါရှိတယ်လို့ဆိုထားပါတယ်။ဒါအပြင်ထိုင်းနိုင်ငံအတွင်းပိတ်ပင်ထားတဲ့ vape အရေးတောက်တွေနဲ့တခြားတရားမဝင်ပစ္စည်းတွေကိုလည်း ထိုင်းရဲတွေကအဲ့ဒီဘားအတွင်းရှာဖွေတွေ့ရှိခဲ့ပြီးဘားရဲ့ပိုင်ရှင်ကတော့ထိုင်းနိုင်ငံသားဖြစ်တယ်လို့သူကလည်းထိုင်းရဲတွေကဖမ်းဆီးထားတယ်လို့ဆိုထားပါတယ်လက်ရှိမှာတော့ဘားအတွင်းမူရည်စေဝါသုံးဆွဲမှုတန်တရားရှိသူမြန်မာနိုင်ငံသားတွေအားလုံးကို ထိုင်းရဲတွေက yes ခံမှာပဲဖမ်းဆီးထိန်းသိမ်းထားတယ်လို့ဘန်ကောက် post သတင်းဌာနကဖော်ပြထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တည့်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ